ားလုံးပဲမင်္ဂလာပါဘေးကင်းရေမှာကြိုဆိုပါလေကျွန်တော်မနှောပြီလုံးခဲ့တဲ့နှစ်လလောက်ကကျွန်တော်ရေအောင်သိရှိပြပါမျိုးသမီးတရားလုံငန်းမိပေးဖို့ဆက်သွယ်မေးမြန်းထားပါတရားလောက်တော့ရှိပါပြီကျွန်တော်လည်း line နေမကောင်းတဲ့လည်းတောနေတော့မဖြေပြပါဘူးပေးတွေကလည်း6ခုလောက်ထိရှိတော့ပေးတစ်ခုပြီးတစ်ခုဝင်လာသမျှစာတွေတက်ပြီး ဖြည့်ဖို့ကခက်ခဲပါ။အဲမြန်မာနိုင်ငံကအင်တာနက်လိုင်းတွေက မိတ်ဆွေတို့တည်တဲ့အတိုင်းပါပဲ။တခုမှတော့အဆင်မပြေပါဘူး။အဲ့ဒီမျိုးသမီးမေးထားပုံကမင်္ဂလာပါဆရာ။ကျမကဆရာပေးပါမယ်။အားပေးနေသူတယောက်ပါ။ခုမျိုးသားလုပ်နေတဲ့လုပ်ငန်းအတွက်နာမည်မေးခြင်းလိုပါ။လုပ်ငန်းနာမည်ပေးကိစ္စအတွက်မျက်ပူသောကဘလို့ယူသလဲသိကြပါရှင်။ လုပ်ငန်းအမျိုးအစားကတော့စက်ပစ္စည်းရောင်းဆိုင်ပါဆရာဆိုင်နဲ့ထိုင်ရောက်တာမျိုးတော့မဟုတ်ပါဘူးတနိုင်တစ်ပိုင်းရောင်းလေးဖြစ်နေရင်ကတိတက်ပူပြီးជីវတ်တုတက်ဖို့နမီလေးတည်တကြပေးခြင်းလို့ကျေးဇူးပြုရဖြည့်ပေးပါအောင်ရှင်တို့ပြီးမေးမြန်းထားပါတယ်အဲ့ဒီမျိုးသမီးယောက်ျားကကိုထွန်းအောင်ဖြစ်ပါ မွေးကူနှစ်က 6ရက်3လ1993စနေသားဖြစ်ပါမဟာဘုတ်သုံးကျွင်းစနေသား DVD ဘွားဖြစ်ပါတယ်သူလက်ရှိအသက်က3ရက်3နှစ်ဖြစ်တဲ့အတွက်ရာဟုဂျိုဝင်းဝိုင်းတဲ့ရောက်ရှိနေတာ၄နှစ်ရှိပြီဖြစ်ပါတယ်ဒါကြောင့်ရာဟုဂျိုသားတိုင်းကစပြီးတွေ့ရမှာဖြစ်ပါတယ် ရာဟုကြိုသားတိုင်းကိုကြည့်ပါအတ40နှစ်ကနေ60နှစ်အတွင်းတောက်ကြချိုးဝင်းဝိုင်းတဲ့ရောက်မှာဖြစ်ပါတယ်ဒါကြောင့်တောက်ကြချိုးသားတိုင်းကိုထူပါ ဒါ63မှာ68နှစ်အတွင်းဒနင်္ဂနီဂျိုးဝင်းဝိုင်းနဲ့ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒနင်္ဂနီဂျိုးသားတိုင်းကိုထူပါသူရဲ့လက်ရှိအသက်ကနေ68သပိုင်းအတွင်း ဂျိုသားတိုင်းကိုသိကြည့်ရင်ဘူရူဂျိုဟာအားရှိဆုံးဂျိုဖြစ်ပြီးတော့ဒီနေ့ကနေကဒုတိယအားရှိပါတယ်။ဒါကြောင့်ဘူရူနိနန်အစဒီနေ့ကနေအဆုံးမီရွေးချယ်ပေးရမည်ဖြစ်ပါတယ်။ကျွန်တော်လည်းသူ့ဆက်ပစ္စည်းတိုင်းအတွက်နာမည်15မျိုးလောက်ရွေးချယ်ပေးလိုက်ပါတယ်။အဲ့ဒီအထက်ကသူတို့ရွေးချယ်ပေးလိုက်တဲ့မိကရွှေထွန်းရဲ့ဆက်ပစ္စည်းတိုင်းဖြစ်ပါတယ်။မဟာဘုံနာမခရတ္တ မင်းကဝိတာတိုင်းတို့သိချကြည့်ပါအားလုံးမိတ်ဆွေများရှင်လဲချင်ပြကြပါခင်ဗျာ